ကချင်ပြည်နယ်ဖကံမြို့နယ်မှာယခုလပိုင်းတွင် KIAPDF ပူးပေါင်းအဖွဲ့များ၏လူသစ်ဆုဆောင်မှုများကိုခံနေရတဲ့အပြင်နိုင်ငံတော်မှထုတ်ပြန်လိုက်တဲ့ညမထွက်ရအမိန့်ကြောင့်ဒေသခံပြည်သူများအနေဖြင့်နေထိုင်စားတောက်မှုဘဝများခက်ခဲလာတယ်လို့ဒေသခံများထံမှသိရပါတယ်နေဘက်မရှောင်လူသစ်ဆုဆောင်မှုများကြောင့်ဒုက္ခရောက်နေတဲ့အပြင်ညမထွက်ရအမိန့်ကြောင့်ဖက်ကန့်ဒေတာအများစုမှစီးပွားရေးကျက်တဲလာရီလို့ဖက်ကန့်ဒေတာခန့်တူကဆိုပါရယ် လက်ရှိမှာကစီးပွားရေးတွေမကောင်းကြတာလဲလူတိုင်းသိတယ်။ဒီကြားတွေကနေပဲဖြစ်တယ်လို့ယက်တည်ရတယ်။အခုဆိုတော့ဘက်ကအဖွဲတွေကလည်းလူတစ်စုဆောင်ညဆိုလဲလိုက်ဖမ်းတာတွေလုပ်နေတော့အလုတ်ကိုကောင်းကောင်းမလုပ်ရဘူးသူတို့နဲ့မတွေ့အောင်ပဲထွက်ပြေးနေရတယ်လို့ဖြစ်နေတယ်အခုညမထွက်ရအမိန့်ပါထုတ်လိုက်ပြီဖက်ကန့်ဆိုတာကကြောက်စိမ့်မော်သေးတာညဘက်တွေပဲကြောက်ဝိုင်းနေနဲ့အလုတ်လုံနေရတာဒီတော့ပြည်သူတွေအနေနဲ့စားဝတ်နေရေးတွေခက်ခဲလာတယ်လို့သူကဆိုပါတယ် တမတော်ဤထိုးစစ်ဆင်မှုများကြောင့်အကြဆုံးများလာတဲ့ KIPDF ပူပေါင်းအဖွဲ့များနေဖြင့်ယခုလပိုင်းတွင်ဖကံမြို့နယ်နေရာတော်တော်များများ၌လူသစ်ဆူဆောင်းမှုများကိုစက်တိုက်ဆောင်ရွက်နေခဲ့ပြီးပြည်သူများအနေဖြင့်လည်းလူသစ်ဆူဆောင်းမှုများကိုစန့်ကျင်လာကြရလို့ငပြောသောရက်ကွက်နေဒေသခံတဦးကဆိုပါတယ်အခုရက်ပိုင်းမှာဆိုရင်စက်တိုက်ဆိုသလိုလူသစ်ဆူဆောင်းဖမ်းဆီးခေါ်ဆောင်တာတွေအများကြီးတွေ့လာရတယ်ခမန်းလူဦးရေ800ကျော်900နီးပါးဖမ်းဆီးတာခံရတယ် အသက်မပြည့်သေးတဲ့ကလေးတွေလည်းပါတယ်လို့ကြားတယ်။ဒီလိုလုပ်ရတဲ့ကြောင့်ပြည်သူတွေအနေနဲ့စိတ်လုံခြုံမှုမရှိသလိုခံစားလာရပြီးလှုပ်ရှားကင်စားဖို့အတွက်အလုပ်ခွင်ကိုမသွားရဲဖြစ်လာတယ်။ဒါတွေကိုပြည်သူတွေအနေနဲ့မကြိုက်နှစ်သက်ပေမဲ့လက်နက်ကင်ဆောင်ထားတဲ့အဖွဲ့ဆိုတော့ဘာမှပြောလို့မရဘူးလို့သူကဆိုပါတယ်။ လူသေဖန်ဆင်းမှုများကြောင့်ဒေသခံများအနေဖြင့်အခက်အခဲများကြုံတွေ့နေရတဲ့အပြင်အော်တိုဘာလ9ရက်နေ့ကထုတ်ပြန်လိုက်တဲ့ညမထွက်ရအမိန့်ကြောင့်ဖက်ကံမျိုးရှိညကြောက်ဝိုင်းများမှလည်းအနေငယ်ထိခိုက်လာတယ်လို့လုံခင်းကျေးရွာနေဒေသခံတို့ကပြောပါတယ် အခုဖက်ကန်မှာကဒူးစရိုက်တွေလည်းများလာတယ်။ဒီတော့ညမထွက်ရအမိန်ကလည်းဒါတွေကိုတားဆီးနိုင်ဖို့ထုတ်ခဲ့တာဖြစ်ပေမဲ့အဲ့ဒီအမိန်ကြောင့်ပဲဖက်ကန်ရဲ့အဓိကစီးပွားရေးဖြစ်တဲ့ကြောက်ဝိုင်းနေမှာအနည်းငယ်ရိုက်ခတ်မှုတွေရှိလာတယ်။ကြောက်ဝိုင်းနေဆိုတော့ညဘက်တွေအလုံးလုံးကြတာများတယ်။အခုလိုအမိန်ကြောင့်ညဘက်ထွက်တင်သလားထွက်ရင်ဘာဖြစ်မှာလဲဆိုတဲ့အသွေးတွေနဲ့ကြောက်ဝိုင်းနေမှာအရင်ကလောက်လူမစီလာတော့ဘူး။ကြောက်ဝိုင်းမစီရင်တော့တည်တဲ့အတိုင်းစီးပွားရေးတွေထိလာတော့တာပဲလို့သူကပြောပါတယ်။ လက်ရှိမှာဖကန့်ဒေတာရှိတိုက်ပွဲများကြောင့်စီးပွားရေးအဆင်မပြေမှုများကြုံတွေ့နေရတဲ့အပြင်တိုက်ပွဲရှောင်ပြည်သူဥယေမာလည်းတရက်တခြားသူများလည်းရှိပြီး၎င်းတို့အတွက်အလူရှင်နေပါမှုများကြောင့်တိုက်ပွဲရှောင်စခန်းများမှာစေဝါနေစာနယ်ရိက္ခာများလည်းခက်ခဲလာတယ်လို့သိရပါတယ်။